โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြောပြပေးသွားမှာကရုရှားနဲ့ဆက်ဆံရေးတိုးမြင့်ဖို့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အန်ကတိပြုတယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ရုရှားနိုင်ငံနဲ့ဆက်ဆံရေးတိုးမြင့်သွားမယ်လို့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အန်ကဆိုဗီယက်ပြည်ထောင်စုကဒုတိယကမ္ဘာစစ်မှာနာဇီဂျာမနီအပေါ်အောင်ပွဲခံရမှုနှစ်ပတ်လည်နေ့အခမ်းအနားမိခွင်းတစ်ခုအတွက်မှာပြောကြားခဲ့ပါတယ်မြောက်ကိုရီးယားနိုင်ငံရဲ့ရုရှားနဲ့ဆက်ဆံရေးတိုးမြင့်သွားမယ်ကတိကဝတ်ကိုကျောင်းရမ်းမြို့ရှိရုရှားတန်ရုံမှာကျင်းပတဲ့အခမ်းအနားတစ်ခုမှာကင်ဂျွန်အန်ကထည့်သွင်းပြောကြားခဲ့တယ်လို့နိုင်ငံပိုင်သတင်းဌာနတွေကနေသိရှိရပါတယ် ကေကျော်ရဲ့ပြောကြားချက်ဟာနှစ်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ဂုံတိုက်ခါပြည်သူတွေရဲ့ငြိမ်းချမ်းရေးနဲ့ပျော်ရွှင်မှုဒေသတွင်းငြိမ်းချမ်းရေးနဲ့မြောက်ကိုရီးယားရုရှားချစ်ကြည်ရေးရင်းနှီးမှုတို့ကိုထင်ရစီတယ်လို့မြောက်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးချိုဆွန်ဝီကပြောပါတယ်။မြောက်ကိုရီးယားနိုင်ငံဆိုင်ရာအံရုံအမတ်ကရုရှားနိုင်ငံသို့ဆေးလွှတ်ထားတဲ့မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရဲ့ရဲရင်မှုဆွေးလွှတ်နေတာခံမှုတိုက်ခိုက်ရေးဆွမ်းရည်တို့ကိုအတိမဲ့ပြုခဲ့ပြီးမြောက်ကိုရီးယားပြည်သူတွေရဲ့ခေါင်းဆောင်ကေဂျွန်အန်ကိုကျေးဇူးတင်တယ်လို့ပြောကြားခဲ့ပါတယ်။ ရုရှားယူကရိန်းစစ်ပွဲကာလအတွင်းရုရှားနိုင်ငံကိုပံ့ပိုးကူညီရမည်သဘောတူညီချက်အရရုရှားတို့တပ်ဖွဲ့တွေဆီလိခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံကပြီးခဲ့တဲ့လအတွင်းကပဲပထမဆုံးအကြိမ်အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။